မြမသေးကွက်ကသုံးဆွဲသူတွေအတွက်ရော စီးပွားရေးလုပ်ငန်းတွေအတွက်ပါဥတီရွယ်ပြီး Panasonic Solution Expo ပြပွဲကိုရန်ကုန်မြို့ဆူလီရှန်ဂရီလာဟိုတယ်မှာနိုဝင်ဘာ18ရက်နေ့ကကျင်းပခဲ့ပါတယ်။ Panasonic ဆိုရင်အိမ်သုံးပစ္စည်းလိုပဲတည်ထားတဲ့မြန်မာတွေအတွက်ဘာရီရွယ်ချလဲ။ Panasonic အနေနဲ့မြန်မာနိုင်ငံအတွက် B2C B2B ထုတ်ကုန်ပစ္စည်းတွေကိုတပေါင်းတစ်စီးရဲ့ပြသတာဒီတစ်ချိန်ကပထမဆုံးဖြစ်ပြီး corporate branding residential energy solution hotel education နဲ့ convenience store ဆိုပြီးပြကန်းငါးခုပြသထားပါတယ်အိမ်သုံးပစ္စည်းတွေတွေမကပဲစီးပွားရေးလုပ်ငန်းသုံး business to business ပစ္စည်းတွေကိုမိတ်ဆက်ပြသခြင်းနဲ့အတွက်ကျင်းပတာဖြစ်တဲ့အကြောင်းဒီလိုစီးပွားရေးလုပ်ငန်းသုံးပစ္စည်းတွေကိုဖြန့်ချိဖို့ကိုယ်စားလှယ်15ယောက်ကိုသူတို့အနေနဲ့နှီးပညာအချက်အလက်တွေမျှဝေထားတာကြောင့် ကုန်ပစ္စည်းဆိုင်ရာလုံနိုင်စွမ်းရည်တွေကိုမြန်မာပြည်သူတွေသိအောင်ရှင်းပြပေးနိုင်မယ်လို့ပြောပါတယ်။ For the B2B business how to expand is your question. So Panasonic now we have a 15 distributors in Myanmar. So each distributor have a quite strong capability for the technology and also they know our product as well. So two reasons mainly. So one is uh, we have a strong uh, long history with Myanmar government and Myanmar society. since uh, 1963 we started operation in myanmar this is the one reason uh, the other reason is uh, myanmar is one of our strategic country among the asean countries myanmar has a quite big potential in terms of the uh, domestic market like uh, population is quite high compared to other country so those are the main reason to focus to the myanmar မြန်မာပြည်ဈေးကွက်ကိုအဓိကရွေးချယ်ရတာဟာစီးပွားရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာအာဆီယံဒေသတွေမှာဆွဲဆောင်မှုအရှိဆုံးဈေးကွက်လို့ဆိုပါတယ်။မြန်မာပြည်မှာဆောက်လုပ်ရေးကဏ္ဍတိုးတက်လာတာမို့ပြာကန်းပေါင်း၅ခုထဲမှာဟိုတယ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုအဓိကမျှော်လင့်တယ်လို့ဆိုပါတယ်။ Panasonic ကုမ္ပဏီအနေနဲ့လူမှုတာဝန်တည်တက်မှု CSR အဖြစ်2012ကနေ2014အတွင်းဆိုလာမီးအိမ်9000ကျော်ကိုလျှက်စစ်မီးရှိတဲ့ဈေးလက်ကလူနေအိမ်၊ဆေးရုံနဲ့ကျောင်းတွေကိုလှူဒါန်းခဲ့ပြီးဒီလိုလုပ်ရတာရဲ့အဓိကရည်ရွယ်ချက်က မြန်မာပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးဖို့ဖြစ်တယ်လို့ပြောပါတယ် We do the donation in Myanmar, uh, such as uh, solar lanterns. So uh, we'd like to resolve social challenges in Myanmar, and uh, and more, uh, we'd like to change people's uh, quality of lives.